ငါတကြံတရားစခန်းပေါ်မှာတရားဝင်တရားထုတ်ကြတဲ့ဓမ္မမောင်နှမအာလုံးတို့ကိုမြတ်စွာဘုရားဟောကြားခဲ့တော့တရားတော်တွေကနေပြီးတော့ဝိဘတ်တော်၁၂ပါးပထမဝိဘတ်တော်ဆိုပြီးတော့ဒီနေ့စတင်ပြီးတော့ဟောကြားมาဖြစ်ပါလေဝိဘတ်တော်၁၂ပါးတရားတော် ပါဠိရတဲ့ဒီနေ့ပထမဝိပ္ပတောဒီနေ့ပါလဲဒီတရားကိုမြတ်စွာဘုရားဘယ်မှာဟောတာလဲလို့မေးရင်မြတ်စွာဘုရားကဟိမောနာတောဘယ်မှာလဲဟိမောနာတောအနောတယေအိုင်ပါလဲအနောတ ကြောက်ဖြာကြီးပေါ်မှာဟောတဲ့တရားတဲ့ဟုတ်လားဒီတရားကိုမြတ်စွာဘုရားကဇေတဝန်เจ้าမှာဟောတာလည်းမဟုတ်ဘူးပုဗ္ဗာယုံเจ้าမှာဟောတာလည်းမဟုတ်ဘူးဝေလုံးဝန်เจ้าလို့ဆိုတဲ့ဒီမြို့ပေါ်ဒီမှာဟောတဲ့တရားမဟုတ်ဘူးဟိမောနာတော်ရဲမှာဟောတဲ့တရားအနောတရေအိုင်ကြောက်ဖြာကြီးပေါ်မှာယဟန်တန်ဃာတော်တွေ ချမ်းရံပြီးတော့ရှိနေတဲ့အချိန်ဒီတရားကိုမြတ်စွာဘုရားဟောတယ်တဲ့ဟုတ်လားဟုတ်ပါဘူးအဲ့တော့ဒီတရားကဝိပ္ပလို့ခေါ်တဲ့အကျိုးတရားတွေကိုခံစားရတာကိုဟောကြားထားတာဖြစ်တယ်အကျိုးတရားဖြစ်တာဒီအကြောင်းတရားတွေလုတ်ခဲ့လို့တဲ့အဲ့ဒီအကြောင်းတရားကဘယ်လိုတွေလုတ်ခဲ့တာလဲလို့ဆိုတာအဲ့ဒါဘုံဘုံတို့ယောဂီတို့ကရခုအဲ့ဒီမှာ စာရွက်ကလေးတွေလှူဒန်းထားတာရှိတယ်ဝိဘတ်တော်ဆက်နှက်ပါလင်္ကာတန်ပေါက်ကလေးပေါ့အဲ့ဒီစာရွက်ကလေးလှူဒန်းထားတာရှိတယ်အဲ့ဒါလေးဘုံဘုံချပေးမယ်ဘင်းတို့လူတွေကအဲ့ဒါလေးလိုက်ဆိုကြရအောင် ပထမဝိဘတ်တော်တဲ့ခိုင်လိုက်ဆိုကြဥရဝေလာတော်ဝမြိုင်ခွင်ချောင်းနေပါလုံးကျင်သုံးအရှင်ချောင်းနေ အာကုန်ခံလို့ညိုနွမ်းညိုညင်အာကုန်ခံလို့ညိုနွမ်းညိုညင်ဘယ်မှန်ရေးကိုကြွေးပဲကြောင်းပင်ဘယ်မှန်ရေးကိုကြွေးပဲကြောင်းပင်ကတ္တဗဗျာထင်ရှားပွင့်တော်သောတိပါဠနာမအကျော် ပုံနာမှန်တဲ့နှုတ်ယအဘောဝစီပြင်းရှည်ရင်ဝိဘတ်တော်ကုရုဝေလာတော်ဝမြိုင်ခွင်ကုရုဝေလာတော်ဝမြိုင်ခွင်၆နှစ်ပါလုံးကျင်သုံးအရှင်၆ 阿公看路牛暖牛年。阿公看路牛牛牛牛。美丽的乌鸡排江田，美丽的乌鸡排江田。感动半分呀，天下普能，感天下普能。做礼拜 o m ဘုံနာမန်တဲ့နှုံမြအာဘောဝစီမြင်းရေရင်ဝိဘတ်တော်ဝစီမြင်းရေရင်ဝိဘတ်တော်ပြန်ရမေတ္တာဤပထမဝိဘတ်တော်ဘာဝိဘဲလဲပထမဝိဘတ်တော်ရှေကဥရဝေလာတော်ဘာမြိုင်ခွင်း၆နှစ်ပါလုံးကျင်သောအရှင် အာဂုံခံလို့ညွန်းညွန်းညွင်းပေမန်ရေဝူကြွေးပဲကြောင့်တင်မြတ်စွာဘုရားချောင်းနှစ်တိုင်တဲ့တရားကျင့်ရတာဘာကြောင့်လဲလို့အမေးပေါ့နော်နောက်အဖြေကကတ္တဗံဖယထင်ရှားပွင့်သောဇောတိပါလနာမအကျော်ဘုံနာမန်တဲ့နှုံမြအာဘောဝစီပြင်းရှည်ရင်ဝိပတော် အဲ့ဒါဇောတိပါဠကတ္တပမြာကိုဇောတိပါဠပုံနာကဝစီပြင်ရှင်ရဝိပတ်တော်နှုတ်ကနေပြီးတော့ပြောခဲ့တဲ့စကားတစ်ခုကြောင့်ဘုန်းတော်ဂေါရမမြတ်စွာဘုရားကျင့်တဲ့အခါကျတော့6နှစ်တိုင်တိုင်တရားကျင့်ကြရတယ်ဆိုတဲ့အဖြေပေါ့နော်အဲ့ဒါလေးကိုဘုန်းဘုန်းတို့ဟောကြားပေးမှဖြစ်ပါတယ်အဲ့ဒီလင်္ကာလေးကိုတော့ဒီလူတွေရအောင်လုပ်ထားရင်တော့ကောင်းတော့ဘော အဲ့တော့အဲ့ဒီမှာဘုန်းဘုန်းတို့စောစောကစကားလေးပြန်ပြောဒီဝိဘတ်တော်စင်တော်ဘာကိုမြတ်စွာဘုရားဘယ်တော့မှလဲဘယ်တော့မှလဲအနောဒာရေအိုင်ကြောက်ဖြာကြီးပေါ်မှာယဟန်တန်ဃာတော်တွေဝင်ရံပြီးတော့နေတဲ့အချိန်ဒီဝိဘတ်တော်စင်တော်ဘာဟောခဲ့တာအဲ့တော့ဒီဝိဘတ်တော်စင်တော်ဘာကပုပ္ပကမ္မဏိတဲ့ ဖယားဖြစ်တဲ့ဘဝမှာလုတ်တဲ့အကုသိုလ်အပြစ်တော်မဟုတ်ဘူးနော်ပုပ္ပကမ္မဏိဆိုတာကဘယ်တော့ကလုတ်ခဲ့တာလဲဆိုရင်ဖယားအလောင်းတော်ဘဝတွေတုန်းကရှစ်ရှစ်ဘဝတွေတုန်းကရှစ်ရှစ်ဘဝတွေတုန်းကဆိုတော့ဖယားဖြစ်ဖို့အတွဲပါရမီတော်တွေဖြည့်ပြီးတော့ကျင့်နေတဲ့အချိန်အများနားလည်အောင်ပြောမယ်ဆိုရင်တော့ ဘုရားအလောင်းဘဝတွေပေါ်ပြေးတယ်ဘယ်တော့ကလဲဘုရားအလောင်းဘဝအဲ့ဒီဘုရားအလောင်းဘဝတွေတုန်းကပြုကျင့်ခဲ့တဲ့ပြုလုပ်ခဲ့တဲ့အကြောင်းဒီယခုလို့ဘုရားဖြစ်တဲ့အခါကျတော့ဝိပတ်တော်အနေနဲ့လာပြီးတော့ခံရတာပေါ့နော်အဲ့တော့ဘိသိတ်ကြီးဒီနေရာမှာတို့ကဘာသိဖို့လိုလဲလို့ဆိုရင်ဝိပတ်ဆိုတာအကျိုးပေးဆိုတာ အကြောင်းလုတ်ထားရင်ဖျားတော်လည်းပဲရှောင်လို့မလွတ်ဘူးဆိုတာကိုသိဖို့ပဲနော်ဖျားတော်ပါလဲအဲ့တော့မြတ်စွာဘုရားကဒီတရားတော်ကိုကြောက်ဖြာကြီးတော်မှာဟောတဲ့အခါကျတော့ဖရာရဲ့ဟောတဲ့ရည်ရွယ်ချက်ကဘာလဲလို့ဆိုရင်ဒီဝိပတ်တော်တွေဟာအကြောင်းလို့ရင်အကျိုးအနေနဲ့ခံရမယ်ဆိုတာကိုသိဖို့ဟုတ်လား တိပြီးတဲ့အတိုင်းမကောင်းတာတွေကိုပယ်ပြီးတော့ကောင်းတာတွေကိုလိုက်နာကျင့်သုံးဖို့ဒီရည်ရွယ်ချက်နဲ့မြတ်စွာဘုရားကဟောတာနော်ဝိဘတ်တော်ဆန္ဒပါဟောရခြင်းရဲ့ရည်ရွယ်ချက်ကတိပြီးတော့မကောင်းတာတွေကိုပယ်ပြီးတော့ကောင်းတာတွေကိုလိုက်နာကျင့်သုံးဖို့အတွက်ဟောတယ်လို့မှတ်ပါနော်ဒါမြတ်စွာဘုရားရဲ့ရည်ရွယ်ချက်ပေါ့ဖုံဖုံတို့ကြတော့ဘာဖြစ်လို့ဒီဝိဘတ်တော်ဆန္ဒပါကိုတကြံကာလလူငယ်လူကြီး ယုံပင်ကြောင်းပင်တဲ့အချိန်မှာဒီဝိပ္ပတောဆန္ဒပါဘာကြောင့်ဖုံဖုံကဟောတာလဲလို့ဆိုရင်ဖုံဖုံတို့ယခု28ရက်3လ2025မှာမြန်မာနိုင်ငံမှာနှစ်တရာအတွင်းမှာပြင်းထန်သောငလျင်ကြီးတစ်ခုလွတ်ခဲ့တယ်မလားမန္တလေးစကိုင်းကိုဗဟုပြုတ်ပြီးတော့လှုပ်ချန်လိုက်တဲ့အခါကျတော့ဘေးဒိုင်းအဲ့ဒီမှာဘုံမလို့ရင်ထဲမှာအထိခိုက်ဆုံးအရာကဘာလဲလို့ဆိုရင်စားဖြည့်တန်က200ကျော် စာဖြေနေတဲ့အချိန်မှာပြီးသွားတာနော်အဲ့ဒီနေရာကိုဘုံဘုံ၂ရက်၄လ2025ကရောက်ခဲ့ကျန်တာကတော့ဘုံဘုံလည်းမန္တလေးမှာ9 9နှစ်လောက်နေလာတာနော်ဆရာတော်တန်ဃာတော်ကြီးရဲ့သမိုင်းမှာရှိတယ်ဘုံကြီးဆိုရင်မန်းပြန်မဆိုတာလေမန္တလေးဟာဘုံဘုံတို့ပညာပေါင်းစုံသင်လို့ရတဲ့နေရာကြီးတစ်ခုပဲ စာဝါတွေလည်းတိတ်ကောင်းတဲ့နေရာပဲအဲ့မှာဘုံဘုံတို့ခုနှစ်နှစ်နေလာတော့ဘုံဘုံတို့နေခဲ့တဲ့နေရာနဲ့ဆက်သွယ်တွေမရတော့အဲ့ဒါသွားလိုက်တာနေခဲ့တဲ့အကြောင်းကတော့ဘာမှမဖြစ်ပေမဲ့လို့ဘုံဘုံတို့အနာကတ်နေတဲ့အကြောင်းကဆရာတော်ကြီးတပါဘုံဘုံတို့ပဋ္ဌာန်းစာဝါတွေလိုက်ခဲ့လိုက်ခဲ့ဘူးတဲ့ဆရာတော်ကြီးစာချဆရာတော်ကြီးတပါ80နာနေနေပထမတစ်ချိန်လှုပ်တော့လှုပ်တဲ့အချိန်က7နာရီ51နှစ်လောက်ဆိုတော့ စွန်းစားပြီးကျင်းတဲ့အချိန်ဖြစ်နေတော့ဆရာတော်ကြီးကထားလိုက်တယ်ထားပြီးတော့ပရမတ်တကြိမ်အရန်လှုပ်နေတဲ့ခဏလေးနေလေးညင်တော့အပြင်ထွက်တယ်အပဝါနာရောက်တော့ဒုတိယတကြိမ်ထပ်လှုပ်တဲ့အခါအုတ်တိုင်းပြိုကျပြီးတော့အိမ်မှာပြန်တော်မူသွားတယ်အမတာမတန်ဝေကရဖို့ကောင်းတယ်အဲ့ဒီနေရာမှာဘုံမလို့တွားရောက်ပြီးတော့ကုညီလှူဒန်းတယ်နောက်ဘုံမလို့တိုက်ထဲမှာထိလင်းတိုက်ထဲမှာပြက်ခဲ့တဲ့ကြောင်းလေးကိုလိုက်လှူဒန်းတယ်ပြီးတော့ ဲ့ဒီတန်ကစဖြစ်တန်ကအပတ်200ကျော်ပြီးပြီးတော့ကုလသိမ့်ဗိမာငါးတပ်ဆောင်သုံးတပ်ပြားသွားတာအဲ့ဒီနေရာကိုသွားပြီးတော့ကုတူတွေအများဝေခဲ့ဘုံဘုံရောက်တော့6ရက်မြောက်ဖြစ်သွားပြီဆိုတော့ပုံနံနေလဲအရင်ပြင်းနေပြီအဲ့ဒီနေရာမှာပြန်တော်မူသွားတဲ့တန်ဃာတွေကအရင်သမျောဖို့ကောင်းတာပဲဘာကြောင့်လဲလို့ဆိုတော့စာချတန်းဖြင်းနေတဲ့တန်ဃာတွေ ဓမ္မစရိယဖြည့်နေတဲ့တန်ခါးဒီအမြင့်ဆုံးအတန်းကိုဖြည့်နေတာဓမ္မစရိယပြီးသွားရင်စာချဆရာတော်တွေဖြစ်တော်မယ်ဓမ္မကတိကတွေဖြစ်တော်မယ်မူလာတံအငယ်တံအလတ်တံအကြည်တံစာချတံနောက်ဆုံးအတန်းပဲအမြင့်ဆုံးအတန်းကိုဖြည့်နေကြတဲ့တန်ခါးဒီဆိုတော့အမြင့်တန်တမျိုးပေါ့ကွာဘုံမလို့တငယ်ချင်းတွေလည်းကျမ်းမဆွဲသေးဘူးကျမ်းဆွဲပြီပေါ့တကျမ်းနှစ်ကျမ်းဆွဲထားပြီပေါ့သို့မဟုတ် နှစ်ချမ်းဆွဲတချမ်းချမ်းတချို့ကတချမ်းဆွဲနှစ်ချမ်းချမ်းဓမ္မစီကသုံးချမ်းရှိတာတချမ်းကိုနှစ်ရက်ဖြည့်ရအဲ့ဒါတချမ်းချမ်းလို့သွားဖြည့်နေတဲ့တန်ငယ်ချင်းတွေလည်းရှိတယ်အဲ့ဒီမှာနေပြီးပြီးတော့ပြန်တော်မူကုန်ကြတယ်တန်ငယ်ချင်းတွေလည်းပါကုန်ကြတော့အမတန်မှဝမ်းနည်းစရာတွေဖြစ်တယ်အဲ့ဒီနေရာကိုရောက်တဲ့အခါကျတော့အဲ့ဒါကိုကြည်ပြီးတော့လေလွယ်ကြီးလေးတွေဆွဲထုတ်ဘောပင်လေးတွေဆွဲထုတ်ပြီးရင် အဲ့ဦးလာသိမ့်ဘိမှန်အဝင်နာမှာလွယ်ဧကတိတွေပုံထားတာခမုံတို့ရောက်တော့ဆိုရင်မယ်တရားကျော်လောက်ဖြစ်နေလွယ်ဧတိအဲ့တော့ကြည့်ပြီးတော့တောင်းဝေကလည်းဖြစ်တယ်စိတ်မကောင်းစွာလည်းဖြစ်တယ်သာသနာမှာအရင်ဆုံးရှုံးမှုတွေများတယ်ဩဒါရီဟာရှေရင်ဝိပက်တော်တွေဖြစ်မယ်လို့ဖေးတယ်တန်ဃာတော်တွေဆိုတာကတတ်နိုင်ဆုံးတော့ အကုသိုလ်တော့ကြီးလေးတဲ့အကုသိုလ်တွေတော့ရှောင်ပြစ်ကြတာများတယ်နော်ဘုန်းတော်ဆိုရင်ဒါ၁၂နှစ်သားတွေကကိုရင်ဝတ်တာပဲဒီနေ့ဒီချိန်ထိပဲ၁၂နှစ်သားတွေကသာသနာပေါင်ရောက်နေတာဆိုတော့အကုသိုလ်ကိုပွဲစိတ်ကလေးချင်းလေးကစတော်တော်များများကိုရှောင်တာဂျာနာကြီးလေးတာတော့မပြောနဲ့တော့တီးတီးလေးတွေကလည်းစရှောင်တာဒီဘဝမှာတော့ဘေးတိုက်ဒါအကုသိုလ်ကဒီလောက်ကြီးမဟုတ်ပါဘူးအတိတ်ဝကြွေးတွေပေါ့နော် ဘာဝကျွေးတွေဘာကျွေးပါဘုရားဒါကြောင့်မလို့ဘိဒ္ဓဝိပ္ပဇ္ဇမမကင်သာဇမဝိပ္ပတကောက်တယ်အလက်ကြလာပြီဆိုရင်ဘုရားတော်ရှောင်လို့ရသလားမရပါဘူးဘုရားဒါကြောင့်မြတ်စွာဘုရားကခြေသားတို့ငါဘုရားတော်ရှောင်လို့မရတဲ့ပါရမီဖြည့်စင်အချိန်ခါကာလတည်းလုံးမှာလုတ်ခဲ့တဲ့အကုသူတွေနေပါတယ်ကွာတဲ့ကုသူတွေများစွာလုတ်ခဲ့ပါတယ်တော့ပဲလို့အဲ့ဒီနေတဲ့အထက်မှာမှာဟဲ့ဒီ 12ပါးသောဝိဘက်တော်ကငါဖျားကိုနောက်ဆုံးအနေနဲ့ဖျားဖြစ်တဲ့ဘဝမှာလိုက်ပြီးတော့ဒုက္ခပေးတယ်တဲ့ပေးတယ်။ဘာပေးလဲ။ဒုက္ခပေးတယ်။ဟုတ်လား။အဲ့ဒီဒုက္ခပေးတဲ့ဆိုတာကဒါဝိပါကလို့ဆိုတဲ့ဒါဝတ္တရားတွေပေါ့။အဲ့တော့ဘုံဘုံတို့လည်းအဲ့ဒီဆုံးရှုံးတဲ့တန်ဃာတော်တွေကို ငလျင်တန်ဃာတော်တွေကိုကြည်ပြီးတော့စိတ်ထဲမှာတန်ဝေကတွေဖြစ်ပြီးတော့ဒီဝိပက်တော်ဆန္ဒပါကိုဟောကျင်စိတ်ပေါက်သွားတာနော်အာလုံသိစေကျင့်စေနားလဲစွာဖြင့်ဘဝကိုရှောင်တတ်တိမ့်တတ်ပြီးတော့နေနိုင်ကြစေဖို့ပေါ့နော်အပယ်လေးပါးကလို့ဘဝတန်ត្រာမှာဝိတ္တေကလွတ်စေဖို့ဘုံဘုံတော်ဟောကြားပေးတယ်လို့မှတ်ပါနော် กิเลสตังกินสิ้น